ဒီနေ့တော့ကျွန်တော်တို့ဒီကမ္ဘာကင်မရာအကောင်းဆုံးဖုန်းတွေထဲမှာတလုံးအပါဝင်ဖြစ်တဲ့ Vivo ရဲ့ H100 Pro ကျွန်တော် detail look လေးကြည့်မယ်။လက်ရှိမှာ Vivo ရဲ့ H100 Ultra လည်းထွက်ထားရဲဆိုတော့အဲ့လော Ultra လောက်ဈေးမတုံးချင်တဲ့သူတွေအတွက်ကင်မရာအကောင်းဆုံးဖုန်းတစ်လုံးကိုဝယ်မယ်ဆိုရင်ဒီ H100 Pro ကလည်းဒါရွေးချယ်စရာတစ်ခုဖြစ်နေမယ်တော့ဒါကျင်းသေးတယ်။ဆိုတော့ကျွန်တော်တို့ဒီ H100 Pro ရဲ့ detail look လေးကိုစကြည့်ကြပါဦး။ ပြီးတော့ဒီ Vivo ရဲ့ A series ကြီးဆိုတာကလည်းဒါကျွန်တော်တို့ mobile photography မှာသူတို့ကနေရာတစ်ခုရအောင်စူးစမ်းပြီးတော့ဖေးဖေးနဲ့ဖန်တီးလာရအောင်လို့ပြောရမှာအရင် A series ကြီးပေါ့နော် H90 တို့အပြင် H100 Ultra H100 Pro ဒါမျိုးတွေတော့လည်းကျွန်တော်တို့ဒါဆန်းခဲ့သေးရယ်90တို့ဘာမှမဆန်းခဲ့ဘူး100 Pro နဲ့100 Ultra မှာတခြားဆန်းခဲ့သေးရယ်တကယ်လဲသူတို့ရဲ့ကင်မရာတွေသူတို့ရဲ့ဒီ portrait photo တွေဘယ်လိုပဲရိုက်မိုက်နေတဲ့ကင်မရာဆက်တဲ့တရားတကယ်ကိုကျွတ်စင် ပြောကင်မရာဘိုင်းနဲ့ပတ်သက်ပြီးလက်ရှိမှာသူတို့ကိုရှင်နိုင်မဲ့ကောင်တွေကတတော်ကိုမှတတော်ကိုရှားတယ်ဟိုပုံတွက်တွေဘာတွေအစလုံးဝကိုကျွတ်စင်ပြောဒီကောင်ကထလီနဲ့မိုက်ခရိုလိုရရဆိုတာကလည်းတတော်လေးကို fine နဲ့အနေထားလို့ပြောလို့ရတယ်ဆိုတော့ဘယ်လိုပဲပြောပြဒီကောင်တွေက mobile photography လောကကိုတကယ် next level တစ်ခုရအောင်ဖန်တီးပေးနေတဲ့ကောင်တွေအဲဥပမာမြန်သာအောင်ပြောမယ်ဆိုရင် H200 Ultra ဆိုလို့ရှိရင်ဘလောက်တောင်လောက်ချလိုက်လဲဆိုရင်တို့မိတ်ဆက်တုန်းကတို့က iPhone တွေပိုင်းနဲ့တိတ်ပြီးတော့ compare လုပ်မနေဘူး camera Sony ရဲ့ကင်မရာနဲ့သူတို့က compare လုပ်ချလိုက်တာအတားနည်းနည်းတော့စားရပါဗျာဒါပြောချင်တာကသူတို့ကအဲ့လောက်ထိကိုသူတို့ကသူတို့ရဲ့ဖုန်းတွေကိုရောက်အောင်လုပ်နေရဆိုတဲ့အနေထားပဲဘယ်လိုပဲပြောလက်ရှိမှာတော့ဒါ H200 series ထဲမှာဒီ H200 Pro ပြီးတော့ H200 Ultra ဆိုတာကလည်းတကယ်ကို mobile photography လောကအတွက်ကင်မရာအကောင်းဆုံးဖုန်းနေတို့ပြောလို့ရတဲ့ကောင်းနေဆိုတော့ကျွန်တော်တို့ H200 Pro ကရော H200 Ultra လောက်စီမတော့ရင်ဘာတွေအဆင်ပြေမလဲတကယ်ကောကောင်းလားဒါလေးကိုစက်ကြည့်ရပါဦး သူ့ရဲ့ဒီ display ဘိုင်းသူ့ရဲ့ဒီ display ဘိုင်းမှာကသူက6.7 inch ရဲ့ HDPO AMOLED ဒါမှမဟုတ် 1billion color 120Hz HDR template ပြီးတော့ Dolby Vision ဒါတွေအကုန်လုံးလည်းပါအောင်မယ်ပြီးတော့ peak brightness ကကြာတော့သူက4000ကနေထိရတယ် display ကတော့အရင်နှစ်နဲ့မတူပါတော့သူကဒါ micro cup ပေါ့နော် cup cup ပေါ့ဘေးဘက်ဘေးအကုန်လုံးခုံးနေဘေးတွေအကုန်လုံးခုံးရမယ်လက်ထက်မှာကင်ရတာတော့ပို့ပြီးတော့ premium look ပို့ဖြစ်လာတယ်ပို့ပြီးကြည့်လို့ပိုကောင်းလာတယ် display ရလည်းဘာမှတိတ်ပြောရမှာမရှိဘူး ပြီးတော့ဒီကောက်မှာ Dimensity 9400အဆိုစင်နဲ့လာမယ်ဒီကောက် performance ကလည်း3နာနိုမီတာဖြစ်တဲ့အတွက် performance ဘာမှတိတ်ပြီးတော့ဟိုပြောတာမရှိတဲ့ကောက်မျိုးလက်ရှိမှာဒါ performance တော်တော်လေးကောင်းနေတော်တော်လေးကျန်းနေဆိုတာမျိုးပြီးတော့ဒီကောက်ကနောက်တစ်ခုဒါကင်မရာနဲ့ပေါင်းပြောမယ်ဆိုရင်သူ့မှာကဒါ Vivo ရဲ့ Blue Image Chip V3 Plus ပါလာပေါ့နော်ဒီကောက်ကကြတော့ဘာကောင်းလဲဆိုကျွန်တော်တို့ဒါပုံသွက်တွေပို့ပြီးတော့ကောင်းအောင်အဆင်ပြေအောင်ဆိုပြီးတော့ဒါဒီကောက်ကလုပ်ပေးတဲ့ဟာမျိုးဒါမျိုးထည့်ထားပေးရဲ့ battery ကတော့သူဒီမှာပြထားတဲ့အတိုင်းပဲ6000 mAh battery ပါလာတယ်အမ်ပြောစီလီကွန်ကောင်း battery ပဲ battery ဘာနဲ့တိတ်ပြောပြောတာမရှိဘူး3နာနိုမီတာ SoC နဲ့ဖြစ်တဲ့အတွက် battery ကလည်းအေးအေးဆေးဆေးပဲပြောသူက Android 15ကိုမှ Origin OS 5နဲ့လာတယ် Origin OS 5ကလည်းလက်ရှိမှာဒါတော်တော်လေးကိုမှ smooth တယ်ထဲမှာပါတယ်ပေါ့နော်ဒါ customization တွေပါလည်းတော်တော်လေးကိုကောင်းတယ်ဒါ Origin OS 5နဲ့တုံးရမယ် animation တွေကလည်းလုံးဝကိုတော်တော်ကို smooth ပြောရရင်ဒီဖုန်းက performance ကောဒီ display ဘိုင်းတွေကောဘာဘာမှပြောစရာမရှိဘူးဘေးဘောင်းဆိုလို့ရှိနေတာလုံးဝတော်တော်ကုန်ပါဗျာဒါ premium look ပဲတကယ်ကိုကြည်ရရအစဘောင်းက tough aluminum frame ကိုမှပြောရရင်ဒီကောင်ကလက်ရာကထင်းတယ်လို့မထင်းတယ်လို့ကောလက်ရှိကျွန်တော်စမ်းကြည့်ရအောင်ဒါလက်ရာကမထင်းဘူးကင်မရာတစ်လုံးတစ်လုံးကတော့ဒါအားလုံးတွေ့ရတဲ့အတိုင်းပါเนาะဒါခုနလည်းပြခဲ့တဲ့အတိုင်းပဲကင်မရာတစ်လုံးတစ်လုံးကခေါင်းလောက်ကြီးရှိရဆိုတော့เนาะကင်မရာတစ်လုံးတစ်လုံးကခေါင်းလောက်ကြီးရှိကင်မရာ၃လုံး ဒါလက်ရှိမှာကင်မရာအကောင်းဆုံးဖုန်းဖြစ်နေတဲ့ဒါ Vivo ရဲ့ H100 Pro အနောက်ကတော့ glass လားဘာလားတော့တိတ်မတဲကွဲဘူးပေါ့နော်ဟမ်ဒါ glass တဲဖြစ်နိုင်တယ်တခြားမျိုးစားလည်းဖြစ်နိုင်တယ်ပေါ့နော်လက်ရကတော့ထင်လောက်မထင်ဘူးတတော်လေးကိုမှအဆင်ပြေပြီးတော့ Origin OS 5ကလည်းဘာပဲပြောကြအောင်ကျွန်တော် customization တွေပို့ပြီးတော့ကောင်းလာသူ battery optimization တွေလည်းတတော်လေးကိုအဆင်ပြေဘယ်လိုပြောပေါ့ဗျာဒီကောင်က ြောရရင်ဒါလက်ရှိမှာကင်မရာအကောင်းဆုံးဖုန်းတစ်လုံး display ကလည်းတော်နေသူဘာမှပြောရမှာမရှိဘူး။ quad cup နဲ့ပြီးတော့ premium လည်းဆန်တယ်။အဓိကပြီးတော့နောက်ထပ် China စာလေးပေါ့နော်ဒီတရုတ်စာဘာညာလေးတွေဒါအကုန်ဖြောက်လို့ရတယ်။အဲအကုန်ဖြတ်ထားလို့ရှိရင်ဒါတရုတ်စာပဲမပေါ်တော့ဘူးပေါ့နော်။ပြီးတော့ display ဘက်မှာ function တွေပါတယ်တစ်ချက်ကြည့်ကြည့်မယ်။ display မှာဒါသူက font style တွေပါ change လို့ရမယ်။ပြီးရင် screen resolution ဆိုလို့ရှိရင်ကျွန်တော်ဒါ ultra HD ထိထားပြီးတုံးလို့ရမယ်။ ဒီ favorite ကတော့ဒါခေါင်းထဲ nihaster ချိန်ပြလို့ထားပြီးတုံးလို့ရတယ်အကုန်ချိန်ပြလို့ထားပြီးတုံးလို့ရတယ်ပြီးရင်ကျွန်တော်မှာ visual hasman ကဒါကတော့သူကဟို loss ရဒီအောက်က software မှာပဲ update ဟိုတုံးလို့ရတဲ့ဟာမျိုးပေါ့ဗျာ vivid display ဖြစ်တာမျိုးတွေပြီးရင်နောက်ခု screen color ဒီမှာတော့ကိုက professional mode brightness mode ဒါအကုန်ပေါ့နော်ဒါစိတ်ကြိုက်ပြောင်းပြီးတုံးလို့ရတယ်ကိုစိတ်ကြိုက်ကိုရဲ့မျက်လုံးနဲ့အကိုက်မဲ့ဟာမျိုးတွေ့တုံးပေါ့ ပြောရရင် origin os ကလည်းတော်တော်လေးကိုမှ feature တွေစုံတယ်ပြင်တာ fingerprint fingerprint ကတော့ဒါ ultrasonic နဲ့ fingerprint ရမယ် fingerprint ကလည်း ultrasonic fingerprint ရမယ်ပေါ့နော်ပြောရမယ်ဆိုရင်တော်တော်လေးကိုမြင်တယ်တခုကောင်းတာ ultrasonic ဖြစ်တဲ့အတွက် optical လို့ပြောလို့မျိုးညဘက်ကြီးမီးထက်လင်းတာတွေဘာတွေမရှိတော့အဲ့တခုကတော့တော်တော်လေးကောင်းတယ် T point. Okay. ထိပ်ပွင့်ပါနော် fingerprint တော်လေးကိုအဆင်ပြေဒါ ultra sonic fingerprint ဒီဖုန်းကိုစပြောမှာဒီကောင်းရဲ့ကင်မရာပေါ့ဒီကောင်းရဲ့ကင်မရာကဒါပြောရရင်လုံးဝတကယ်ကိုကင်မရာဖုန်းတစ်လုံးဆိုရတယ်ဒါပေမဲ့သူ့ရဲ့ကင်မရာတကယ်ကို niche level ကြီးပဲကင်မရာကတော့၃လုံးပဲပါတယ်ဒါပေမဲ့အထင်သွားသိလို့မရအောင် main camera ကိုသူက Sony ရဲ့ LYD 81A sensor ကိုသုံးပေးထားဒါလက်ရှိ smartphone camera ကြီးဈာထဲမှာဒါ sensor အကောင်းဆုံး sensor ပြီးတော့ ာလာပုံတွက်တွေကျွန်တော် dynamic range တွေဘာတွေဘာမှသိပြောသမ်းမလို့တဲ့ဟာမျိုးတော်တော်လေးကိုမှကျွတ်တဲ့စံစာလို့ပြောရမယ်ပြီးတော့နောက်တစ်ခုက periscope lens periscope lens မှာဆိုရင်သူက200 megapixel ကိုထုတ်ထည့်ပေးထားတယ်ပြီးတော့သူ့ရဲ့စံစာကကျတော့ Samsung HP9 စံစာကိုတုံးပေးထားတာအဲတော်တော်လေးကို fine နဲ့လက်ရှိမှာလည်းဒါဒီစံစာတုံးပေးထားတဲ့ form တွေလည်းရှိတယ်တော်တော်လေးကိုမှဒါ လင်းဝင်တာတွေဘာတွေလုံးဝပုံထွက်ကောင်းကောင်းလေးရတယ်။တခုထူးကြတာပေါ့နော်ထူးသန်းတာကဒီလောက်ကောင်းတဲ့ Samsung ကို Samsung ကထုတ်တော့ထုတ်တယ်ဒါပေမဲ့သူ့ရဲ့ဖုန်းတွေမှာပြန်မသုံးတာတော့ဒါနည်းနည်းလေးစဉ်းစားကြက်တဲ့ဟာလို့ဘာကြောင့်လဲဆိုတာမျိုး point ပေါ့နော်နည်းနည်းတော့ပြန်မေးရမယ့်ဟာမျိုးအတားထားပါ Periscope Lens ကလည်းတော်တော်လေးကိုကြမ်းတယ်ဒါမှမဟုတ်သူကဇုံဆွဲရိုက်တဲ့အခါတွေဘာတွေမှာဆိုလို့ရှိရင်လည်းသူကဒီ Macro ပါပေးရိုက်ထားတာ Macro ပေးရိုက်ထားတဲ့အခါဆိုတော့ဘာပဲပြောဖုန်းကိုရိုက်မယ်ဆိုရင်ကပ်ပြီးရိုက်ရမှာမဟုတ်တော့ ဥမာဗျာကျွန်တော်တို့ဥမာဆိုပါတော့ဒါလုံးဝဒီဖုန်းနဲ့ကျွန်တော်ကင်မရာတစ်ခုရိုက်မယ်ဘာညာဆိုရင်အဝေးရဟာကိုကျွန်တော်ဆုံးဆွဲပြီးတော့မက်ခရိုတန်းရိုက်လို့ရတယ်အဲဒါမျိုးပေါ့တည်ရတယ်အဲတူလားလုံးဝဒီဒေးတွေကကျွတ်စင်ဝေါးတူလားတူလားတူလားလုံးဝအာမုံမွားလေးမုံမွားလေးကျန်းကျန်း อ๋อแล้วก็อะไรမျိုးကျွန်တော်တို့ zoom ဆွဲပြီးတော့ macro ရိုက်လို့ရတယ်ဒီတစ်ခုကလည်းသူရအတာချက်တော်တော်လေးကိုမှဒါအဆင်ပြေတယ်ဗောနော်ဒါပန်းပုံရိုက်တဲ့အခါကြီးကျွန်တော်တို့ဒါအကောင်ပလောင်လေးကြီးပါညာကျွန်တော်လူကိုယ်တိုင်သွားပြီးတော့အနီးကက်ဆရာမလို့နောက်ပိုင်းဖုန်းတော်များများလည်းဒီမျိုးတုံးလာပြီဒါပေမဲ့ DH200 Pro ရဲ့ macro ရိုက်လို့ရတဲ့ပုံစံတတော်ကို fine တယ်ပုံတော့ကလည်းဘာမှသိပ်ပြီးတော့ပြောစရာမရှိဘူးပြန်တော့လုံးဝတော့50 megapixel ultra wide လုံးပါမယ်ကင်မရာတလုံးလုံးကတော့ပုံတွက်တွေရအောင်လုံးဝကိုကြံတယ်ပုံတွက်တွေပြီးကျွန်တော်ဆမ်းပြီးပြထားပေးမယ် ဒီကောင်နေရဲ့ကင်မရာ setting ကိုတစ်ချက်ကြည့်ကြရပါကင်မရာမော်ဒါထုံးတဲ့နိုင်ကျွန်တော်တို့ရိုက်ချင်တယ်ဆိုလို့ရှိရင်ဒီမှာတခြားလေးကြီးပြောင်းလို့ရမယ်နော် vivid ပြီးရင်တခြားပြီးရင် site natural အဲဒါမျိုးလေးချိန်လို့ရမယ်ပြီးရင်မှာတခြားပြောင်းမယ်ကျွန်တော်မှာ natural site natural ရှိမယ်ပြီးရင် video video မှာဆိုလို့နော်ဒီကောင်က 8k ကို 30fps ရိုက်လို့ရတယ် ီဒီယိုကိုဒါဒီမှာတွေ့ရတိုင်းပဲ 8K ကို 3DF ရိုက်လို့ရတယ်ပြီးရင်တော့ Dolby Vision တွေပါရိုက်လို့ရမယ်ပြီးရင်ဒါ Ultra Styling Mode တွေပါ on လုပ်ရမယ် Okay ပြီးရင်ဒါ Portrait Video Mode ထဲမှာဆိုလိုက်ဒါကျွန်တော် High Resolution လို့ပြောရရင် Panorama Ultra HD Slow Mo State အကုန်ပေါ့နော်ဒါအများကြီးပါလို့ရတယ်ပြီးတော့ကျွန်တော်စိတ်ပါရင် Super Moon လားတွေပါရတယ်ရိုက်လို့ရတယ်ဒါကတော့အရင် CV တွေနဲ့ပါပြီးသားအဲ့ပြတ်မှာ size coding ဆိုလို့ရှိရင်ဒါ sonar တို့ planar တို့ဒါမျိုးတွေပေါ့ဒါမျိုးတွေအကုန်လို့ရတယ် ပြီးရင်ဒီမှာကျွန်တော် portrait တွေပါတယ်ဆိုလို့ရှိရင်က35 50 85 135အာအကုန်ဖိကြိုက်တာချိန်ခိုင်းလို့ရတယ်။ zoom ကတော့ဒါဆွဲရိုက်လို့ရတာကတော့တရားရိုက်လို့ရတယ်။ဒါ zoom တရားရိုက်ပါတော့။ဘောင်းအောင်ကြည်လင်ပြတ်သားနေခက်ကြည့်လိုက်မှာကွာ။ short အာဒါတော့အနီးကပ်မဟုတ်လို့ပေါ့နော်။ဒါ zoom ကတရားရိုက်ဆွဲလို့ရတယ်။လုံးဝပြီးရင် zoom တရားဆွဲပြလို့ရှိရင်ဒီကောင်က AI နဲ့ဒီသူ့ရဲ့ chip ကပြန်လုပ်ပေးရဖြစ်တဲ့အတွက် ုံရွက်တွေကတော့တော်တော်လေးကိုတည်တည်ကောင်းတယ်ဘလောက်ပဲဆုံးဆွဆွတည်တည်တွေအများကြီးကြံဒါကတော့အာသာကြပေါ့တော်တော်လေးကိုကောင်းတယ်ဒါကြောင့်မို့လို့လက်ရှိမှာကင်မရာအကောင်းဆုံးဖုန်းဖြစ်နေတာတိတ်ပြီးတော့မထူးဆန်းနေဘူးဒီကောင်းကင်မရာကိုရှင်ဖို့ကတော့ဒါသူ့အထက်မှာ H100 Ultra ရှိတယ်လုံးဆိုတော့ H100 Pro ကတော့သူ့ရဲ့ဈေးသူ့ရဲ့ line အထက်မှာတော့ဒါကင်မရာအကောင်းဆုံးဖုန်းလို့ပြောအောင်တကယ်ကိုမိုက်တဲ့ဖုန်းတစ်လုံးကြာသိရမလား display ဘိုင်းကင်မရာဘိုင်းဘာမှသိပြီးပြောစရာမရှိတဲ့ကောင်းမျိုးဒါကင်မရာကြိုက်တဲ့သူတွေဆိုရင်တော့ဒါ chain တွေကို ာဝယ်သိနေဖုန်းသလိုတတော်ကိုမှ fine ultrasonic fingerprint thermistry 9400နော် battery 6000ဒါ silicon count battery ပြီးတော့လက်ရှိကင်မရာအကောင်းဆုံးဖုန်းမလိုသေးလေပေါ့ဗျာဘလိုပဲဖြစ်ဒီ H100 Pro ကလည်းလက်ရှိကိုက H100 Ultra line up ကိုဝယ်ဖို့ဈေးအရန်များနေရမတုံးချင်ဘူးဆိုလို့ရှိရင်လည်းဒီ H100 Pro ရွေးလို့ရတယ်ဒီကောင်ကလည်းပြောရရင်လက်ရှိ ကင်မရာအကောင်းဆုံးဖုန်းတွေတဲ့ကတလုံးပဲကိုကဘာမှတိတ်ကြည့်မနေဘူးကင်မရာကောင်းရင်ရပြီကင်မရာကိုတကယ့်ကို high level တခုလိုချင်တယ်တကယ့်ကို next level ကင်မရာတလုံးကိုလိုချင်တယ်ဒါပေမဲ့ဖုန်းနဲ့တုံးချင်တယ်ဘာညာဆိုရင်ဘာမှတိတ်ပြီးစဉ်းစားနေမှာမလို့ H9 Pro ဒဲတာဖြုတ်လို့ရတယ်ဆိုတော့ကိုလူတော့ H9 Pro ကိုဘယ်လိုမြင်လဲသူရဲ့ကင်မရာအနေထားကိုဘယ်လိုသဘောရလဲအောက်က comment မှာဆွေးနွေးကြပါအောင်ဆိုတော့ကျွန်တော်တို့နောက်ထပ်ပြန်မှာတွေ့ကြရအောင်အားလုံးကျေးဇူးများတင်ပါတယ်ကျွန်တော်က admin ချော်ပါ Yangon Mobile Store.